အမေလူတိုင်းဟာရွှေတွေငွေတွေကိုပဲတန်ဖိုးရှိတဲ့အရာတွေလို့မှတ်ယူနေကြတော့တကယ်တမ်းတန်ဖိုးကြီးမတဲ့အမေမေတ္တာတရားတွေကိုတော့တန်ဖိုးထားရကောင်းမှမသိကြတော့ဘူးအမေဆိုတာရွှေနဲ့လည်းရှင်လို့မရတယ်လို့ငွေနဲ့လည်းတိုင်းထွာလို့မရပါဘူးအမေရဲ့ကဘာမှာအရှိဆုံးဆိုတာသာသမီတွေဖြစ်ပေမဲ့ ားသမီးတွေရဲ့ကဘာမှာတော့အမေဆိုတာတချို့တဝက်ပဲရှိကြပါလိမ့်မယ်။လင်းရှိမရရှိမိတ်ဆွေရှိတွေကပြောင်းလဲတက်တဲ့သဘာဝရှိပြီမယ်။သားသမီးတွေပေါ်အထားတဲ့အမေရဲ့ရှိချင်းမေတ္တာတရားတွေကတော့ဘယ်တော့မှပြောင်းလဲမသွားပါဘူး။အစားတို့မရတဲ့အမေရဲ့မေတ္တာတရားအမေရဲ့ကရုဏာတရားတွေကိုသားသမီးတိုင်း တန်ဖိုးထားတတ်ကြရင်သိကောင်းပါပဲဗျာ